မင်္ဂလာပါရှင်။ Desire Venue ရဲ့နိုဝင်ဘာ16ရက်နေ့ည7:00နာရီတိနောက်ဆုံးအမှုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါရှင်။စုပြည်သင်းနဲ့ဟင်းဝရရဲ့မင်္ဂလာဝေကိုမိုးရီကိုလုံးဝမတက်ခရရဲ့နောက်ကွယ်ကားအကြောင်းရင်လူပုံဝင်မှာလုံးလိုက်တဲ့လူရဲ့တခုကြောင်းလူပြောများနေတဲ့ဝုမုံရွှေရဲ့ခင်မုံးတဲ့ရဲ့တရင်ကျဲဥကြဘောခတ်တွေ့နေတာကြောင့်ထောက်ပြမှုတွေရှိလာတဲ့ Master Chef တိုင်းဦးရှာကြီးရဲ့တရင်ပါဝင်ဟင်းဝရနောက်ကိုအမိလိုက်ပြီးတော့မင်္ဂလာဝေကချက်ချင်းလေးဖြစ်သွားနိုင်တဲ့အောင်ရင်လေးရဲ့တရင်တွေကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။ ဟင်းဝီရန်နဲ့ဆွေဘေးသင်းရဲ့မင်္ဂလာညသာစာဝေးမှာမထင်မဲ့တဲ့သတင်းတပုတ်ဆိုခဲ့လို့လူပြောများနေတဲ့ဝိုင်းစုခိုင်သိန်းကြားရသူတိုင်းရှင်ထဲမှာအောင့်သွားစေတဲ့တယောက်နဲ့တယောက်ဖြစ်တင်လာဖြစ်တင်မူလာဝေဖန်နေကြတဲ့အကြောင်းအရာတခုကိုကျွန်တော်တို့ဒီနေ့တင်ဆက်ပေးကြပါရစ်အဆိုပါအဖြစ်ပြက်ကတော့အလုံးချစ်ကြတဲ့ငယ်စဉ်ဆုံတွဲမင်းသားဟင်းဝီရန်နဲ့မင်းသမီးဆွေဘေးသင်းတို့ရဲ့မင်္ဂလာပွဲကြီးတွေကနောက်ဆုံးပွဲမင်္ဂလာညသာစာဝေးခန်းနာကြီးမှာဖြစ်ပွားခဲ့တာပါဒီဝဲကြီးကတော့တကယ်ကိုမှအမှုပညာရှင်တွေစုံလင်းနေရိုမက်တစ်ဆန်ဆန်ကျင်းပခဲ့တာပါ ဒါပေမဲ့ဒီဝဲမှာအလုံးရဲ့မျက်လုံးကိုဖန်ဆားပြီးတော့ခုချိန်ထိလူပြောင်းမပြေဖြစ်နေကြတာကတော့သူတို့တောင်းသူတို့သမီးတို့ရဲ့ပျော်ရွှင်မှုတွေဝဲကိုတက်ရောက်လာတဲ့ဆိုတော့ဝိုင်းစုခိုင်တဲ့ရဲ့မထင်မှတ်ထားတဲ့သချင်းပုတ်ကြောင့်ပါပဲညသာစာဝဲကတော့ဟင်းဝရနဲ့ဆွေဘေးတည်စင်းတို့ရဲ့နောက်ဆုံးမင်္ဂလာဝဲပါအမှုပညာမောင်နှမတွေကိုကျေးဇူးတင်ကပြောခဲ့ကြ Romantic Sensation ဂရီကဝတ်တွေပေးစားတဲ့တကယ့်ကိုမှပျော်ရွှင်မှုပေါင်းတက်ဖို့စောင်းနေတဲ့ညတညပါသူတို့သမီးလေးဆွေသင်းကိုယ်တိုင်ကသူ့ရဲ့ခင်မောဟင်းဝေရန်ကသူ့ကိုဘလောက်ချစ်ကြောင်းသူ့ကိုအသေးကွဲအောင်တစ်ခါမှမလုပ်ဘူးကြောင်း ဒါကြောင့်လည်းအရန်ကျေးဇူးတင်ပြီးတော့ရုံးမြေကြပေါင်းဖက်သွားမယ်လို့ជីជីနူနူပြောခဲ့ပါရီအဝိယံဘက်ကလည်းဇနီးလေးကိုတသက်လုံးနားမှာရှိနေမယ်လို့ခရီးတွေပေးခဲ့ပါရီဒီလိုပြောရှင်ဆုံးជីနီဆုံးအချိန်တခြားတစ်ပတ်မှာဝိုင်းစုခိုင်တိန်ကသချင်းဆိုနေတာပါဝိုင်းစုခိုင်တိန်ရွေးချယ်လိုက်တဲ့သချင်းကကြားသူတိုင်းကိုအံ့အားသင့်စေသွားခဲ့ပါရီ ကိုကိုချီဦးဆိုတဲ့တချင်းဖြစ်နေခဲ့ပါတယ်။ဒီတချင်းကိုကိုချီဦးဆိုတဲ့တချင်းကပြိသက်ကြီးလို့သိတဲ့အတိုင်းပဲကိုယ့်ရဲ့ပထမဆုံးချစ်ကိုဘယ်တော့မှမမေ့နိုင်ကြအောင်အမြဲတမ်းတရိယာနေကြအောင်ဖွဲ့ဆိုထားတဲ့လန်းဆွေးဝယ်တချင်းတစ်ပုဒ်ပါ။ဒီတချင်းကိုဆိုနေတဲ့ဝိုင်းစုကိုင်းတဲ့ကိုရိုင်းအောင်အခုတို့သားဖြစ်နေတဲ့ဟင်းဝင်ရဲ့ချစ်သူအောင် EH girlfriend ဖြစ်နေခဲ့တယ်ဆိုတဲ့ချက်ပါပဲ။သူတို့မျိုးရဲ့တိတ်ကဇလန်းကိုနုပညာသားဝိုင်းကရောပြိတ္တတရားပါအားလုံးသိပါဒီလိုချိန်မှာကိုတကယ်ချစ်ခဲ့ရတဲ့ချစ်သူဟောင်းကအခြားတယောက်နဲ့ တို့သောသူတို့မိဖြစ်နေထိုင်နေတဲ့မင်္ဂလာဝဲကြီးမှာဝိုင်းစုခိုင်သိန်းဟာလူဝင်ရနေဆွေးပစ်သင်းရဲ့မင်္ဂလာဝဲကိုမလာခဲ့ပေမဲ့ချားနေရာကရှိုးဝဲမှာသူကိုယ်တိုင်ကစိတ်စင်ပေါ်တက်ပြီးတော့ကိုကိုချီဦးဆိုတဲ့တခြင်းကိုလလန်ဆွေးဆွေးခန်းစားချက်ပြင်းနေတီးဆိုလိုက်တာဟာဒါဟာတိုက်ဆိုင်မှုတစ်ခုလုံးဝဖြစ်နိုင်တော့ပါဘူးဒီမြင်ကွင်းကြောင့်ပဲဆိုရှယ်မီဒီယာပေါ်မှာလူတွေကဝိုင်းစုခိုင်သိန်းကိုတော်လီသနာနေကြပါတယ်တကယ်တော့ဒီကိစ္စမှာသူတို့သမီးဆွေးပစ်သင်းကအခက်တွေ့ရအောင်သူဖြစ်နိုင်ပါတယ် ကိုရဲပြောဆုံးညမှာခင်မွန်တရဲ့အတိတ်ကဇလန်းဟောင်းကဒီလိုပုံစံနဲ့ပြန်လဲကောင်းထောင်လာတာကိုကြားရရင်ဘလောက်ပဲစိတ်ခိုင်ခိုင်ထားနိုင်တဲ့မိကလေးဖြစ်ပါစေ။ရှင်နေမှာတော့တမျိုးခံစားသွားရနိုင်ပါတယ်။ပရိသတ်တရားလေးနှစ်ချမ်းကွဲနေပါရဲ့။အချို့ကဝိုင်းစုခိုင်တဲ့ကတမင်တသက်ကိုမှချိန်ကိုက်လို့ပြီးတော့မင်္ဂလာဝေးကိုဖြတ်တာဒါမှမဟုတ်နောက်ဆက်ပေးတာလို့ဖြစ်ဖြစ်ထက်ထက်ဝေဖန်နေကြတယ်လို့အချို့ကလည်းအချစ်စစ်နဲ့လဲခွဲရသူမလို့သူခံစားချက်ကိုနားလည်ပေးတဲ့နေ။သူကပွဲမှာလားဆိုတာမှမဟုတ်တာသူပွဲမှာသူဆိုတာပဲဆိုပြီးတော့ကာဝေးပြောဆိုနေကြတာကိုလည်းတွေ့ရပါရဲ့။ ဒီဇလန်ကတော့လွယ်လွယ်နဲ့ပြီးမဲ့ပုံမပေါ်သေးပါဘူး။ပရိသတ်ကြီးတို့ရောဘလို့မြင်မှသလဲ။ဝိုင်းစုခိုင်တင်တရားဒီသချင်းကိုရွေးချယ်တည်ဆိုခဲ့တာဟာဝင်းဝင်ရံကိုမမေ့နိုင်တဲ့သူ့ရဲ့မချုပ်တီးနိုင်တဲ့ရှင်တွင်းခန်းစားချက်ခြေကွဲချင်းကိုထုတ်ပြလိုက်တာလား။ဒါမှမဟုတ်ဂျမားခင်းချင်တာလားဆိုတာပြောသွားပေးခဲ့ပါဦးရှင့်။လူပုံလေးမှာလုံလိုက်တဲ့လုံရဲတစ်ခုကြောင့်လူပြောများနေတဲ့ဝမ်မုံရွှေရဲ့ခင်မောတဲ့ ဝင်းမုံရှိကတော့ခင်မောတဲ့အတူမအောင်လူမြင့်ကွဲမှာလုံလိုက်တဲ့ပြုမှုလေးတစ်ခုကြောင့်သူပြောများနေပါတယ်ဒီဖြစ်ကတော့ငယ်စဉ်ဆုံးတဲ့ဟင်းဝရံနဲ့ဆွေပြေစင်တို့ရဲ့မိင်္ဂလာပွဲကြီးမှာဖြစ်ခဲ့တာပါဒီပွဲမှာဘသူကဘာဝဲဝဲဘသူကဘလောက်လက်ဖွဲ့တယ်ဆိုတာတွေပြောနေကြရင်ကလူရင်းရဲ့မျက်လုံးကဝင်းမုံရှိနဲ့သူ့ရဲ့ခင်မောကိုနိုင်ဖြိုးကျော်တို့ဆုံးရင်းစီကိုရောက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမိင်္ဂလာပွဲကြီးရဲ့လူပုံလေကင်မရာတွေအားလုံးရဲ့ရှိမှာကိုနိုင်ဖြိုးကျော်လုံလိုက်တဲ့ပြုမှုလေးတစ်ခုကြောင့်ပါပဲဒီပွဲကိုဝင်းမုံရှိတက်ရောက်လာတဲ့ပုံစံကတော့အားလုံးသိကြတဲ့အတိုင်းဘယင်မတပါလို့ပါပဲ တိမ်ပေါင်းတောင်းတန်းချီတန်နေဆိုရဲစင်ပြည့်ကြီးနဲ့ဖန်ရောင်ဝတ်စုံလေးနဲ့တောက်ပနေကြတာပေါ့ဒါပေမဲ့ပရိသတ်တွေအာယုံကိုဘရက်ကြီးပို့ပြီးတော့ဖန်ဆာသွားတာကတော့သူခင်မောကိုနိုင်ဖြိုးကျော်ရဲ့ပြုမှုတွေပါဘွေးတလာတဲ့ဗီဒီယိုဖိုင်တွေမျက်မြင်သက်သေတွေရဲ့ဆိုရာကိုနိုင်ဖြိုးကျော်ကသူစတီဝင်းပုံရွှေကိုလက်ကလေးကိုတစ်ချိန်လုံးမလို့တန်းဆုပ်ကင်ထားတယ်လို့ဆိုရတယ်လမ်းလျှောက်နေချိန်မှာရောထိုင်နေတဲ့ချိန်မှာပါဇနီးတွေလည်းကိုနွနွထွထွဆုပ်ကင်ထားပြီးဒါကျွန်တော်ရဲ့ဖိုးတန်မီမီယာဆိုတဲ့ပုံစံနဲ့လူပုံလဲမှာအစ်စ်တွေကိုချပြခဲ့တာပါ ဒါလည်းမကသေးပါဘူးဝင်းမုံရွှေရဲ့ပခုံးကပဝါလေးအနေငယ်ပြေးချသွားတဲ့အချိန်မှာခင်မုန်းဖြစ်သူကိုနိုင်ဖြိုးကျော်ကချက်ချင်းပဲအသားအရာလေးကိုလက်လေးနဲ့ကိုရိုင်းပြန်လဲခြုံပေးခဲ့တဲ့အမူအရာလေးကလည်းရင်ရသူရဲ့ရင်းနှီးမှာရိုးသောဆင်ခဲ့ပါတယ်ဒီမြင်ကွင်းထွက်ပေါ်လာတဲ့အခါမှာတော့ဆိုရှယ်မီဒီယာပေါ်ကပရိသတ်တွေထူးသဖြင့်စင်ငယ်တွေကစတင်ပြီးတော့မှတ်ချက်တွေပေးလာပါတယ်တချို့ကတော့ဟာသနောပြီးတော့ပြောကြတာကအမေဒီလောက်ရှိနေကြတာအနားမှန်ရှိနေတဲ့အပြိုအီဖိုးဝေးတယောက်တော့နေရာခတ်သွားမယ်ဆိုပြီးပြောနေကြတာပေါ့ဝမ်မုံရှင်ရဲ့ညီမဟုတ်ဖိုးဝေးကလည်းဒီလိုမျိုးပွဲကိုတက်ခဲ့ပါတယ်လေ ဖွေဝင်ကရေရွှေရှင်းလေးနဲ့တယောက်ထဲထိုင်နေချိန်မှာဟောဘက်မှာလည်းမင်္ဂလာမောင်နိုင်ငယ်စင်စုံနဲ့ကရှိနေပြီးတော့ဒီဘက်မှာလည်းဝဲမုံရွှေရီတို့စုံနေလေးလည်းကိုမလွတ်တန်းဆုပ်ကင်ထားတဲ့ပေါ်ဝါရီချုံပေးတဲ့အဲ့ဒီကြားကအပြိုကြီးဖွေဖွေရဲ့အနေထားတော်တော်လေးကိုနေရခက်ပြီးဖုန်းလေးပဲထိုင်ဖို့နေရမလို့ဖြစ်သွားခဲ့ပါတယ်။လူတွေကလည်းဟာသားလို့ပြီးတော့လည်းဝိုင်းစားနေကြတာပေါ့။တတိယကိုနိုင်ပြောချောင်ရဲ့ပြုမှုလေးကလည်းလေးစားစရာပါပဲ။သူကောမှာဘာတန်ဖိုးကြီးနိုင်မှာစိန်လန်းစွနဲ့ဘာတစ်ခုမှဝင့်စင်မထားပါဘူး။ ရိုးရှင်းချက်တွေရှိတဲ့ပုံစံပါပဲ။ဒါပေမဲ့သူ့ရဲ့ဇနီးကိုတော့တိမ်ပေါင်းတောင်းတဲ့ခြေတံဘရက်ကြီးကိုဆင်းမြန်းပေးခဲ့တာပေါ့။ဒါကဘာလို့ပြတ်တယ်လဲဆိုရင်ဇနီးကိုဘလောက်တန်ဖိုးထားရင်ဘလောက်ထိလှပအောင်တောက်ပအောင်ထားရဲဆိုတာကိုပြတာပါပဲ။ပစ္စည်းရဲ့တန်ဖိုးထားအောင်လည်းမဟုတ်ပါဘူး။လူပုံလည်းမလက်ကိုဆုပ်ကိုင်းထားပြီးခရီးဆိုင်ပြတာအကောက်ဝဲပေးပြတာဝန်းပုံချိန်ကိုဆင်းပြက်ကြီးဝင်ရလို့အားကြတာထက်ဒီလိုခင်မုန်းကောင်းယောက်ျားကောင်းတယောက်ကိုပိုင်ဆိုင်ထားလို့ဆိုပြီးတော့ပို့ပြီးတော့အားကြစီတာမှန်ပါပဲ။တကယ်တော့ခုခေတ်ကချမ်းသာလာတဲ့ခရီးဆိုင်တာကပို့ပြီးတော့ရှားပါတော့ပါပြီ။ ပစံရှိတဲ့တထေးတွေအများကြီးရှိပေမဲ့ကိုယ့်ရဲ့ဇနီးကိုလိုပုံလဲမှာဒီလိုတရုတ်တရားလေးတရင်းစားဆက်ဆံပြဖို့ငါမိမာငါတန်မိုးထားတယ်ဆိုတာကိုအပြုတ်မှုနဲ့တက်တည်ပြဖို့ဝင်မလေးတဲ့ခင်မွမျိုးကတကယ်ကိုရှားပါတယ်ဒါကဝင်းမုံရွှေရဲ့သူ့ရဲ့နုပညာအောင်မြင်မှုတွေပြင်ပုံကိုရေးပွားမှာပါဘလောက်ကံကောင်းတယ်ဆိုတာကိုမိမောင်းထုတ်ပြလိုပါမယ်သူ့ခင်မွရဲ့ပြုမှုကပွဲတက်လာတဲ့တခြားဧည့်သည်ရဲ့မျက်စိထဲမှာတော့သူတို့နှစ်ယောက်ချစ်ချင်းမြတ်တာတွေကို ဇက်ကားတွေကလည်းပြောထင်ရှားစေခဲ့ပါတယ်။ပြည်သူကြီးတို့ကရောဝေဖို့ရှင်ခင်မွန်းရဲ့ပြုမှုတွေကိုဘယ်လိုမြင်ကြပါလဲ။မိမိတို့ရဲ့အမြင်လေးတွေလည်းပြောသွားကြပါအောင်ရှင်။ဆိုပြည်သည်နဲ့ဟင်းဝင်ရဲ့မင်္ဂလာပွဲကိုမိုးရီကိုလုံးဝမတက်ခဲ့ရတဲ့နောက်ွယ်ကအကြောင်းရင်းအကြောင်းရင်းတစ်ခုကြောင့်ဆိုပြည်သည်နဲ့ဟင်းဝင်ရဲ့မင်္ဂလာပွဲကိုလုံးဝတက်ရောက်ခြင်းမရှိခဲ့တာကမိုးဟီကိုပါ တချို့ကတော့ဟင်းဝင်ရမိသားစုကမိုးရီကိုကိုဝိုင်းစုခိုင်သည်နဲ့ပတ်သက်လို့ခင်နေလို့မဖိတ်တာဆိုပြီးတော့ပြောကြားနေတာဖြစ်ပါတယ်။ဒါလည်းဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုပါ။အနုပညာလောကလုံးအုံကျွတ်တဲ့အောင်ချင်းမြင်ခဲ့ကြတဲ့ဟင်းဝင်ရနဲ့ဆိုပြီးစင်တို့ရဲ့မင်္ဂလာပွဲပါ။သူရဲ့မင်္ဂလာပွဲကိုတော့နုပညာလောကကထိတ်တန့်နုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေများစွာတက်ရောက်ချင်းမြင်ခဲ့ကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဟင်းဝင်ရနဲ့ဆိုပြည့်စင်ရဲ့မင်္ဂလာပွဲမှာတော့တင်ယုံဆောင်ပြီးသမီးမိုးရီကိုလုံးဝမမြင်တွေ့ခဲ့ရတာပါ။ဟင်းဝင်ရနဲ့ဆိုပြည့်စင်တို့ရဲ့မင်္ဂလာအခမ်းအနားကိုကြီးကျယ်ခမ်းနားစွာကျင်းပပေးခဲ့တာပါ။ ဒီမင်္ဂလာဝင်းစီကတော့တကယ်ကိုမင်္ဂလာဝင်းလို့ခေါ်တာထက်မြန်မာနိုင်ငံထိတ်တန့်တို့ပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးတက်ရောက်ချီးမြှင့်ကြကြတာပါဒါပေမဲ့ဒီလိုအားလုံးစုံညီနေတဲ့ခြေထဲမှာပရိသတ်တွေအားလုံးမျက်လုံးတောက်ထောက်ကြည့်နေကြတဲ့ထိတ်တန့်မင်းမီးတယောက်ရဲ့အရေးအယံကိုလုံးဝလုံးဝမတွေ့ခဲ့ရပါဘူးသူအရံချားသူမဟုတ်ပါဘူးလူပညာလောကမှာအောစာရှိန်ဝါကြီးမားသလိုဇီဝရေးလောကမှာပါထိတ်တန့်ကနေဥဆောင်နေတဲ့မင်းသမီးကျော်လေးမိုးဟိကိုပါမင်းဒါကတော့တော်တော်လေးကိုထိုးစားပါတယ်ဘာလို့လဲဆိုတော့ဟင်းဝင်ရံနဲ့စုပြည့်စင်တို့ဟာမင်္ဂလာပွဲကိုတပွဲနဲ့ကျင်းပခဲ့တာမဟုတ်ပါဘူး စစပေါင်း6ပွဲတိတိခန်းသားကြီးစဲစွာကျင်းပခဲ့တာပါပထမနေ့မှာမင်္ဂလာခန်းသားတွေမှာအလုံးမအလုံးမတက်ရောက်နိုင်ခဲ့တဲ့မင်းသားနေတော့ကိုကျယ်ဝင်ကြီးတွေတော့မှာနောက်ဆုံးကျင်းပတဲ့မင်္ဂလာညစာစားပွဲတင်တာမှာတော့အပီလိုင်းအောင်ချင်းပြင်းခဲ့ကြတာတွေ့ရပါတယ်။ဒါပေမဲ့မိုးရီကတော့အဲဒီ6ပွဲကိုလုံးဝတပွဲမှအရင်ရောက်တော့မမြင်ရပါဘူး။မိုးရီကလည်းထိတ်တန့်မင်းမီတယောက်နုညံလောက်ကရင် icon တယောက်လိုမျိုးဒီလိုကြီးကျယ်ဆုံးပွဲမှာလုံးဝမတွေ့ရတာဟာဘာကြောင့်လဲဆိုပြီးတော့လူတွေကသိချင်နေကြပါအခု social media မှာအသံအခြေလောင်းဆုံးထွက်နေတဲ့ထင်းချင်းပြမှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့ မိုးရီကိုမအားလို့မလာတာမဟုတ်ဘဲအဖိတ်မခံရတာဖြစ်နိုင်တယ်ဆိုရဲချက်ပါပဲ။ဘာကြောင့်သူတို့ထိတ်တန့်မင်းမီကိုမင်္ဂလာဝဲယူစီးခြင်းမတဲ့ဟင်းဝင်ရဲ့မိသားစုဘက်ကမဖိတ်ရလောက်အောင်ဖြစ်နေရတာလဲ။တချို့ကတော့မိုးရီကိုကဟင်းဝင်ရဲ့ချစ်သူဟာအစောတော်ဝိုင်းစုခိုင်တဲ့အရင်နည်းဆုံးတကယ်ချင်းဖြစ်နေလို့ဆိုရရင်ပရိသတ်တွေတိစားတဲ့အတိုင်းတိတ်တချင်ကဟင်းဝင်ရဲ့ဝိုင်းစုခိုင်တဲ့လူဟာအရန်ကိုချစ်ခဲ့ကြပြီးမိဘရင်းရဲ့သဘောမတူမှုကြားတဲ့ကခိုးပြေးမှုတွေလို့တော့သတင်းကြီးခဲ့တဲ့အထိကို ဇလန်းနေရှိခဲ့ပွားရင်ဒါကြောင့်ဟင်းဝီရန်ရဲ့မိဘတွေဘက်ကဝိုင်းစုခိုင်သိဆိုတဲ့နာမည်ကိုလုံးဝအမည်မကြည်လင်ပါဘူးသဘောမတူဘူးလည်းလဲဆိုကြပါရင်ဒါကြောင့်ဝိုင်းစုခိုင်သိကိုအမည်မကြည်တဲ့အတွက်အဲ့ဒီချစ်သူဟောင်းရင်အရင်ဆုံးတငင်းချင်းဖြစ်တဲ့မိုးရီကိုကတမရင်အဆက်ဖြတ်လိုက်တဲ့အနေထားနဲ့မင်းလာဝဲကိုတမင်ကွက်ပြီးတော့မဖိတ်ဆောင်ခဲ့တာဖြစ်နိုင်သလားဒါပရိသတ်တွေပြနေတဲ့အခိုင်အမာဆုံးထင်ကြေးတစ်ခုပါဒါပေမဲ့တစ်ဖက်မှာလည်း ဟင်းဝင်မိပါတွေကဘလောက်ပဲဖြစ်ဖြစ်မိုးရီကိုလုံးတို့ပညာလောက်ကရဲ့မျက်နှာဖုံးဩဇာကြီးတဲ့မင်းမီတယောက်လို့တမင်သက်သက်ကွက်ချန်ခဲ့တာလို့မှမဟုတ်ပါဘူးလို့ဆိုပါရင်သူရဲ့သုံးသက်ချက်ကတော့မိုးရီကိုကတကယ်ကိုမအားနိုင်တော့ဖြစ်နေလို့ပါမိုးရီကိုကအခုချိန်မှာဟင်းလို့ရှူတင်ရုပ်ရှင်တွေပဲရိုက်နေတာမဟုတ်တော့ပါဘူးသူမကိုရိုင်းတီထောင်သားရဲ့စီးပွားရေးလုပ်ငန်းတွေနောက်ကွယ်ကစီးပွားရေးတွေကအများကြီးပါဒီတော့သူမအနေနဲ့ကိုရဲ့စီးပွားရေးလုပ်ငန်းတွေရှူတင်နေတဲ့လုံးလေချာလေရိုက်နေလို့ဒီမင်္ဂလာဝင်း6ပွဲလုံးကိုအချိန်မပေးနိုင်ဖြစ်တယ်လို့ဆိုပါရင်ကဲပရိသတ်ကြီးတို့ကရောဘလို့မြင်ပါလဲဒီကိစ္စမှာဇလန်းနှမျိုးကွဲနေပါတယ် မိုးရီကွန်ကချစ်သူဟောင်းနဲ့အင်းဆုံးတကယ်ချင်းဖြစ်နေလို့ဟင်းဝင်မိသားစုဘက်ကတမင်ကွက်ချန်ခဲ့တာလားဒါမှမဟုတ်မိုးရီကိုကိုယ်တိုင်ကစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒီပွဲကိုတက်ဖို့အချိန်မပေးနိုင်တော့တကယ်ကိုမအားခဲ့တာလားပြိတ္တကြီးရဲ့မြင်မှာဘယ်ချက်ကအဖြစ်နိုင်ဆုံးဖြစ်မလဲဆိုတာမိမိရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်ကျဲဦးကျော်နေတူအဝိုင်းနဲ့နေပေမဲ့လေစေတနာနေတူတင်နှဲနေပြီးတော့မေမာစတာရှက် ။အိုးရှာကင်းကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစ်။ဦးရဲထုတ်ဝေကတော့သူ့မတူတဲ့စတိုင်တွေကြောင့် Master Chef ပြန်ပွဲမှာလူတီများလာကြရတာဖြစ်ပါရစ်။ကိုရိုင်းကိုကြောင့်အောက်ခြေဘွားကနေစတင်ကကြိုးစားခဲ့သူဖြစ်ပြီး Master Chef မှာလည်းတော်လေးကိုမှပွဲဆူကြရတာပါ။ဒါကြောင့်လေသူ့ရဲ့ On You Right ကြော်ဦးကြော်နဲ့ပတ်သက်ခါစိတ်ဝင်စားမှုများလာကြရတာဖြစ်ပါရစ်။ရှာကီနေနဲ့ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာတော့ဂျပန်စတိုင်ကျဲဥကျော်နဲ့တူအဝိုင်းနေနေကြတာဖြစ်ပါတယ်။နာမည်ကြီးစပေါ်မှုဖြစ်တာကြောင့်လေအကုန်လုံးကပါမှင်သက်နေကြတာပါ ဒါကြောင့်လေထောက်ပြမှုတွေနဲ့အတူတစ်ဖက်မှာတွေ့လာကြရတာဖြစ်ပါတယ်။ရှက်ကီကတော့ကျဲဦးကျော်တာကစပွဲမှုတဦးအတွက်ခက်ခဲဆုံးလို့ဖြစ်ကြောင်းရှင်းလင်းပြလာကြရပါတယ်။အပူဇေးနေကလေးပြောင်းလဲကြောင်းကျဲဦးကျော်ရဲ့အနေထားဟာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တာပါ။ဒါကြောင့်လေအုံမျိုးလိုက်ကျဲဦးကျော်နေအတွက်နှလားတီတီလေးလာကြရတဲ့ဖြစ်ပါတယ်။လက်ရှိမှာတော့စပွဲမှုများပြားကိုလေပညာတနာဖြင့်စေတနာရှိထားကဖြောင့်ဝေပိုင်းသွားတော့မှာပါ။ဒါကြောင့်လေအုံမျိုးလိုက်တွေကိုသင်ယူခွင့်ရလာတော့မှာလေဖြစ်ပါတယ်။အုံမျိုးလိုက်ကျဲဦးကျော်ကတော့စာကူရာရဲ့ဆွဲဆောင်မှုရှိတဲ့ကျဲဦးကျော်လေးဖြစ်ပါတယ်။ လမ်းမေးဆေးဆိုင် street food တွေမှာလည်းလူအများအပြားအနေနဲ့စားသုံးနိုင်ပါတယ်။ဒါကြောင့်လေ social media ပေါ်တစ်ဖက်မှာခေစားလာကြရလေဖြစ်ပါတယ်။ဥရှာကီကတော့လွေကူဆုံးလို့ထင်ရပေမဲ့လည်းကျဲဥကျော်ကခက်ခဲဆုံးဖြစ်ကြောင်းရှုမြင်ထားကြရပါတယ်။ဒါကြောင့်လေပြည်သက်မှာတော့ကျဲဥကျော် တက်မှသာစပုံမှုပြင်စတင်လျှောက်လဲနေကြောင်းတွေ့ကြုံတွေကိုမျှဝေလာကြတာပါ။ရှက်ကီနေနဲ့အင်နာဆေးဘွားကနေစတင်ကတဆင်ချင်းစီကိုစူးစမ်းကြရလေဖြစ်ပါတယ်။အနည်းမြစ်တက်ကြတဲ့သူဇွေးရှိရှိစူးစမ်းခဲ့သူဖြစ်ပြီးလက်ရှိမှာတော့လုပ်ငန်းများပြားနေပါရှက်တည်နိုင်ခဲ့သူပါ။ ကိုယ်တိုင်ကိုကြဆက်ပြိုးခြင်းနေတဲ့သူစားတော့တွေကိုဖန်နှီးနေကြတာလည်းဖြစ်ပါရည်။ဒါကြောင့်လေလေးစားရတဲ့ Master Chef ဖြစ်လူသိများလာကြတာဖြစ်ပါရည်။ပရိသတ်တွေကတော့ကျဲဦးကျော်တဲ့နီလန်ကရေးပါပေးမယ်လေ။ကျော်ပုံကျော်နီကတော့လိုအပ်ချက်တွေရှိနေကြအောင်ထောက်ပြကြတာပါ။အိုခောက်တဲ့အချိန်မှာတင်ဝိုင်းနေနေကြတာဖြစ်ပြီးရှက်တဲ့ဦးနေနဲ့လိုအပ်နေကြပါရည်။ဒါကြောင့်လေ Master Chef ပြန်ပွဲကအမှိုက်ပုံးကြီးကိုပါသတိပြန်ရစေကြတာဖြစ်ပါရည်။ရှက်ကြတော့ Omurite ဟာကမ္ဘာအခက်ဆုံးကျဲဦးကျော်ဖြစ်ပြီးတော့စင်ကိုနဲ့အဆင့်ရှစ်မှာရှိနေကြအောင်ဆိုလာကြပါရည်။ ဒါကြောင့်လင်းစေနာရှိတာကပြန်လည်တင် जा ပေးချင်နေကြရလေဖြစ်ပါရယ်ပရိသတ်ကြီးတို့လည်း Master Chef ဦးရှာကြီးနဲ့ကျုပ်ကျော်လေးပေါ်မှာမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်ခင်ဝင်ရနောက်ကောမိလိုက်ပြီးတော့မင်္ဂလာပွဲကချက်ချင်းလေးဖြစ်သွားနိုင်တဲ့အောင်ရယ်လင်းအားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရယ်မင်္ဂလာရီရဲ့တစင်ကအခြေဥဖြစ်ခဲ့ပူတဲ့ဟင်ဝေယံကလက်ချက်သွားပြီးဖြစ်ပြီး ူနဲ့တခိတခါမှမင်းသားဖြစ်ခဲ့တဲ့အောင်ရဲလေးပဲကျမတော်တွေအောင်ရဲလေးကဟင်ဝရဲ့မိင်္ဂလာပွဲမှာသူတို့တိုင်းရန်လို့ပေးကိုညီပေးခဲ့ပြီးမဲမနာမရှိတဲ့အောင်ရဲလေးကိုမိန်းကလေးတွေကသဘောကျနေကြပါရဲ့အသက်38နှစ်ရှိပြီဖြစ်တဲ့အောင်ရဲလေးကတော့သူ့ရဲ့မိင်္ဂလာပွဲကချက်ချင်းလေးဖြစ်သွားနိုင်တယ်လို့ဆိုပါရဲ့မဲဝရန်ကသူ့ရဲ့မိင်္ဂလာပွဲကိုခက်ခဲနာနာဖြစ်အောင်ခြောက်ပွဲလုပ်ခဲ့ပေးမိအောင်ရဲလေးကတော့သူ့ပွဲကရိုးရိုးရှင်းရှင်းလေးပဲသဘောကျတယ်လို့ဆိုပါရဲ့ ွန်ခဲ့တဲ့ရက်ကလက်ထက်သွားတဲ့ထိုင်းမင်းသမီးဒါဘီကာရဲ့ခြံဝင်းတွေကမင်္ဂလာပွဲကိုအောင်ရင်လင်းကကြိုက်နေပါတယ်။အောင်ရင်လင်းလည်းတက်မငယ်တော့လို့မကြခင်မှာလက်ထက်ဖို့အတွက်စီစဉ်ရှိပေမဲ့ချက်ချင်းလက်ထက်ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်။အောင်ရင်လင်းရဲ့ချက်သူလေးကတော့ဆရာဝန်မလေးဖြစ်ပြီးတွဲနေတာလည်းနေနေပါရှိတော့မှာပါ။အိမ်နာပြွားမဲ့တက်ရွယ်လေးရောင်းနေပြီဖြစ်တာကြောင့်သူ့ရဲ့ချက်သူကိုလွန်ခဲ့တဲ့နှစ်နှစ်ကလေးကထုတ်ပြလာခဲ့ပြီးသမီးလေးတယောက်လိုချင်တယ်လို့လည်းပြောသွားပါသေးတယ်။ သူများတွေရဲ့မိသားစုဘဝကိုအားကြလို့ကလေးလေးတယောက်လိုချင်ပြီးတော့အဖေတွေကတမီးကိုပို့ချစ်တာဖြစ်လို့တမီးလေးပို့လို့ချင်တဲ့သူဟာအောင်ရဲလင်းကချစ်သူကိုလူအများသိအောင်ပြောပြခဲ့တဲ့ပြင်ရွေးသူမင်းသားတွေကလည်းလက်ထက်သွားပြီးဖြစ်လို့သူရဲ့မိင်္ဂလာပွဲကလည်းမဝေတော့ပါဘူးအောင်ရဲလင်းကနမဲချင်းမင်းသမီးတွေနဲ့တယောက်ပြီးတယောက်တွဲခဲ့သူဖြစ်ပေမဲ့လည်းရီစာဟောင်းတိုင်းနဲ့လည်းဆက်ဆံရေးဆင်ပြေသူဖြစ်ပါတယ်ရီစာဟောင်းနေဖြစ်သွားရင်ပြန်တွေ့တဲ့အခါ မခေါ်ချင်းမပြောချင်းဖြစ်ကြပေမဲ့အောင်ရင်လင်းကတော့မိတ်ဆွေတွေလိုပြန်လဲနှုတ်ဆက်နိုင်တဲ့အထိလဲပေါင်းသင်းဆက်ဆံရေးမှာဆရာကြားနေပါတယ်။ရီစာရီနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာရီစာအစ်စ်တွေတယောက်ပြီးတယောက်ထားခဲ့ပြီးတော့လမ်းခွဲလိုက်တဲ့ရီစာဟောင်းတိုင်းကိုလည်းပြန်တွေ့ချိန်တိုင်းအဆင်ပြေပါရီ။အောင်ရင်လင်းရဖွေးဖွေးလိုနာမည်ကြီးမင်းသမီးနဲ့တွဲခဲ့တာတောင်မှပရိသတ်တွေကိုချမပြခဲ့ပေမဲ့လည်းလက်ရှိချစ်သူကိုတော့လက်ထပ်ဖို့တိရည်ရွယ်ထားလို့ပွဲတက်တဲ့အခါခေါ်လာခဲ့ပါရီ။အောင်ရလင်းရဲ့ချစ်သူကောင်မလေးကနားလေပေးတဲ့သူဖြစ်ပြီးတော့သဘောထားကြည့်သူလေးဖြစ်တာကြောင့်လက်ထပ်ဖို့တိရည်ရွယ်ထားတာပါ ။နုပညာလောကတွေကမိန်ကလေးမဟုတ်ပေမဲ့လည်းအောင်ရင်လေးပေါ်မှာလည်းစာနာမှုရှိတဲ့ပြင်စိတ်တူကိုတူလေးဖြစ်နေပါရဲ့။အနုပညာလောကတွေမှာလလုံနေတာဖြစ်လို့ရီးစားဟောင်းတွေနဲ့ပြန်တွေ့ရခြင်းတွေမှာအလို့သဘောရဆက်ဆံရတာကိုလည်းသဘောထားကြည့်ပြီးတာကြောင့်လက်ရှိချစ်သူနဲ့တွေ့ပြီးနောက်မှာအောင်ရင်လေးကလည်းရှင်ကားတဲ့ပုံအောင်မြင်လာပြီးအလို့တွေကိုလည်းအဟန့်တားမရှိလုပ်နိုင်လာပါရဲ့။အောင်ရင်လင်ကအလုံးနဲ့ကိုကြီးကိုရာကိုခွဲထားပြီး professional ဆန်ဆန်အလုံးလုတ်တတာကြောင့်ရီစာဟောင်းဖြစ်တဲ့နန်းစုဦးနဲ့တောင်ဇလန်းထွဲတစ်ခုကိုတူတူတယောက်ဆောင်ထားပါသေးတယ် အောင်ရလင်ရအခြားသောမိသားစုနဲ့မတူဘဲနဲ့ရုပ်ရှင်နဲ့ပြင်စိတ်သဘောထားလေးကြီးမားသူဖြစ်ပါတယ်။တနေ့လုံးနေမှာရုပ်ရှင်ဇာတ်ကားတကားမရိုက်ပေမဲ့သူ့ဇာတ်ကားတွေကတခါယုံတင်တိုင်းမှာလေတခါအောင်မြင်ပါတယ်။ဒါကြောင့်အောင်ရလင်တရားဘလိုနည်းတွေနဲ့ပရိသတ်တွေကို surprise တိုက်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲနော်။ဧဝင်ရလက်ချက်ပြီးတဲ့နောက်မှာအောင်ရလင်လက်ချက်သွားမယ်ဆိုရင်မိန်းကလေးတွေကအသေးကွဲနေကြမှာပါ။အောင်ရရင်ကိုလူပြိုကြီးပဲဆက်လုပ်စေချင်လားဆိုတာ comment မှာပြောခဲ့ပေးပါဦးရှင်။အားပေးနောက်ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလောင်းတဲ့ဘဲနှုတ်ဆက်ခဲ့ကြပါရယ်။အာဘိနာဆင်ခဲ့ကြရယ်ပရိသတ်တရားချင်းစီတိုင်းကိုလည်းကျေးဇူးထူတည်ရှိပါရယ်ရှင်။